တရုတ်နိုင်ငံဟာတောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုဆိုင်ရာအငင်းပွားနေတာကိုနောက်ဆုတ်အလျှော့ပေးသွားမှာမဟုတ်ဘူးလို့အမေရိကန်နိုင်ငံကဇန်နဝါရီလ24ရက်နေ့မှာသတိပေးပြောကြားခဲ့ပါတယ်။တောင်တရုတ်ပင်လယ်မှာရှိနေတဲ့အမေရိကန်နဲ့နိုင်ငံတကာရဲ့အကျိုးစီးပွားတွေကိုကာကွယ်သွားမှာဖြစ်တယ်လို့အမေရိကန်အစိုးရရဲ့ပြောဆိုမှုအပြီးမှာတရုတ်နိုင်ငံကအခုလိုမျိုးပြန်လည်သတိပေးပြောဆိုခဲ့တာပါ။တောင်တရုတ်ပင်လယ်မှာတရုတ်နိုင်ငံကကျွန်းတူတွေတည်ဆောက်ပြီးစည်ရေးအရာအသုံးပြုနေခြင်းဟာအငင်းပွားမှုတွေကိုပုံမှုဆိုးရွားလာစေတယ်လို့အင်ပြူတော်ပြောရေးဆိုခွင့်ရှိသူရှောင်းစပိုက်ဆာကပြောကြားခဲ့ပါတယ်။ ¿Ok? ¿Eh? တရုတ်နိုင်ငံဟာတောင်တရုတ်ပင်လယ်မှာရှိတဲ့ကျွန်းတွေနဲ့အဲဒီကျွန်းတွေနားမှာရှိတဲ့ရေပြင်ပိုင်နက်တွေကိုပိုင်ဆိုင်ထားတယ်ဆိုတာဘယ်သူမှမငြင်းနိုင်တဲ့ကိစ္စဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ရပိုင်ခွင့်နဲ့အကျိုးစီးပွားတွေကိုကာကွယ်စောင့်ရှောက်သွားမှာဖြစ်တယ်လို့နိုင်ငံသားရင်းဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဟွာချွန်းရင်ကပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။အမေရိကန်နိုင်ငံဟာတောင်တရုတ်ပင်လယ်အငင်းပွားမှုနဲ့သက်ဆိုင်တဲ့နိုင်ငံတစ်ခုမဟုတ်ပါဘူးလို့လည်းသူမကဆက်လက်ပြောခဲ့ပါတယ်။တရုတ်နိုင်ငံဟာတောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကိုသူတို့ပိုင်ဆိုင်ခဲ့တယ်လို့ပြောဆိုခဲ့ပြီးအဲဒီဒေသမှာရှိ တဲ့နိုင်ငံများစွာနဲ့အငင်းပွားနေကြတာလည်းဖြစ်ပါတယ်။အမေရိကန်သမ္မတဘားရက်အိုဘားမားလက်ထက်မှာတော့အမေရိကန်နိုင်ငံဟာတောင်တရုတ်ပင်လယ်ရှိကျွန်းတွေသနာကြောက်တန်းတွေနဲ့တောင်တွေရဲ့ပိုင်ဆိုင်ခြင်းဆိုင်ရာအငင်းပွားမှုမှာဂျာနေနိုင်ငံအဖြစ်သာရပ်တည်ခဲ့တယ်လို့သိရပါတယ်။ တရုတ်နိုင်ငံဟာတောင်တရုတ်ပင်လယ်မှာနိုင်ငံတကာဥပဒေအရလွတ်လပ်စွာရေကြောင်းသွားလာခွင့်နဲ့ဝေဟင်ပိုင်နဲ့အသုံးချခွင့်တွေကိုထိန်းသိမ်းစောင့်ရှောက်သွားမှာဖြစ်ပါတယ်။အမေရိကန်နိုင်ငံအနေနဲ့လည်းဒေသတွင်းနိုင်ငံတွေရဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအထောက်ကျိုးပန်းနေမှုတွေကိုအပြည့်အဝလေးစားလိုက်နာသွားဖို့တောင်းဆိုပါတယ်လို့ဟွာကပြောခဲ့ပါတယ်။